အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းချမ်းသာချမ်းသာကြပါသည်ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ MM Football ဘောနော်ဒါ Badminton တက်တဲ့ညီကိုတို့အားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ FIFA Club World Cup Group B က Seattle နဲ့ PSG Atletico Madrid နဲ့ Botafogo Group A က Inter Miami နဲ့ Palmeiras Porto နဲ့ El Ahly တို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဘောလုံးပွဲတွေပြန်ဒီပွဲစဉ်တွေကလည်းတော်တော်လေးမှန်းရမလွယ်ဘူးလို့ပဲကျွန်တော်ထင်တယ်ပေါ့နော် တန်းနိုင်ဆုံးတော့တေချာလေးလာပြီးလှုပ်လိုက်တော်လွဲတွေပဲဖြစ်နေတာဗျာအခုတလောပေါ့နော်တော်တော်လေးလဲရှိုးပါတယ်ဗျာဒါဒီပွဲစဉ်မှာကျွန်တော် Seattle နဲ့ PSG တို့ပွဲစဉ်ကိုပွဲချုပ်တုံးသပ်ပေးမယ်ပေါ့နော်ဒါညနေနိုင်မှာကံမယ်ဆိုတော့မြန်မာစံတော်ညညတက်နိုင်ပွဲဖြစ်မှာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ PSG ရဲ့အတင်းအနှလုံးတရီကိုပေါင်းကြီးက360ရှောင်းထုံးမှာပေးထားတာတွေ့ရတယ်ဒီပွဲစဉ်ကို PSG နိုင်အောင်ကံလာဖို့လိုတယ်အဲဆိုသူတို့လည်းဒီပွဲကိုနိုင်မှာ6မှာရပါမှာပေါ့နော် ဗူတာဖိုကိုအတင်းရတော့6မှရသွားပြီဗောဗျာသူကလည်းနှစ်ပွဲနိုင်ထားတဲ့သူ့အပေါ်မှာဗူတာဖိုကိုသူအမပြည့်ကြီးအတလီတီကိုမက်ထရစ်ကလည်းခြံရှိသေးတယ်ဗောနော်အတလီတီကိုမက်ထရစ်ကလည်းသူကဗူတာဖိုကိုနဲ့ကပ်မှာဆိုတော့ဗျာဒါဆီယက်တယ်အတင်းရဲ့ဆော့ထားတဲ့နှစ်ပွဲကိုကြီးလိုက်မယ်ဆိုရင်ဗူတာဖိုကို2-1နဲ့အတလီတီကိုမက်ထရစ်3-1ဗောနော်သူကရှောင်းတာရှောင်းတာဗျာဂိုးကတော့တိုက်စစ်ကတကူကတော့ရအောင်ရတယ်ဗောနော် တွင်းထားတာမျိုးတွေးရတယ်ဗောနော်တိုက်စစ်ကိုအထင်သေးလို့မရဘူး PSG လည်းဂိုးတွင်းခံရနိုင်တယ် PSG အတင်းဆော့ခဲ့တဲ့နောက်ပွဲကိုကြည့်လိုက်မယ်ဆိုရင် Atletico Madrid ကိုပိုစည်းနေနိုင်တယ်တဘူတာဖိုကိုရှုံးသွားခဲ့တယ်ဗောနော်ဒီပွဲစဉ်မှာ PSG ကကျွန်တော်ဒါကွင်းလည်ရဗောနော်ဒါဗတိညာတယောက်တော့ပဲတော်တော်ကောင်းတာတွေးရတာဗောနော်ဗတိညာတယောက်တော်တော်ကောင်းတယ် Win Corus Clear ကောင်းတယ်ခြေနဲ့ကစားသမားတွေကပုံမှန်လောက်ပဲရှိတယ်ဗျဘိုးဘောက်ချင်းချောက်တာတော့အဲ့လိုမတွေ့ရဘူးဒါပေမဲ့ ိုးပေါက်ကန်သွင်းမှုကတော့များတယ်ပေါ့နော်ဒါပေမဲ့တကယ်အလုံးမလုပ်ဘူးတကယ်အလုံးမဖြစ်ခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ဘောလုံး position နဲ့ counter တယ်ဒါပေမဲ့ဘရာဇီးကလပ်ကတော့သူတို့ရဲ့ playing style နဲ့တွားရဆိုတော့တော်တော်လေးတိုင်ပတ်သွားတာအခုကျွန်တော်တို့အကုန်လုံးသိတဲ့အတိုင်းပဲဘရာဇီးကလပ်တွေအခုချိန်လေးရှုံးမမကြုံသေးဘူးပြီးရင်ခံစစ်ကောင်းတယ်တိုက်စစ်ကောင်းတယ် position gain တွေအကုန်လုံးသူတို့အပြောင်းလဲလုပ်ပြီးဆော့နိုင်တယ်ပေါ့နော်တော်တော်လေးလည်းကြည့်ကောင်းပါတယ်ကျွန်တော်တို့ဒါ champion league အသင်းဖြစ်တဲ့ PSG လက်ဗိုတာဖိုကိုရှုံးတယ်လို့ ကျွန်တော်ဒါ conference league champion chelsea ကလည်း flamingo ဘောနော်ဒါရှုံးထားတာတွေတွေ့ရတာဘောနော်ဒါတက်တည်နေပါပဲဒါအထင်သေးလို့မရဘူးဘောနော်ဒါပေမဲ့အခုဒီပွဲစဉ်မှာတော့ psg အသင်းကနိုင်အောင်ကန်လာဖို့လိုတယ်ဒါပေမဲ့ body jay နှလုံးတည်ကတော့ပအားများဆိုလို့တော့ခံစားရတယ်ဘောနော်ဒါ once to os ကိုကြီးလိုက်မယ်ဆိုလို့ရှင်ဒီ one span မှာဖွင့်ထားတဲ့ပေါက်ကြီးကတော့ psg အနိုင်ကိုပြား20တည်ကို9စနဲ့ seattle အနိုင်ကို73စ ဒီပွဲသက်မှာဘလို့နီးနဲ့မှဆီယက်တယ်နိုင်တဲ့အကြောင်းရှိဘောနော်ကျွန်တော်တို့ဒီလိုတွက်ထားပါတယ်ဒါပေမဲ့ Asia Handicap -2 ဆိုတာတော့ပါတော့များတယ်လို့တော့ထင်ရတယ်ဘောနော်ဒီပွဲမှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်ကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်မြန်မာပေါက်ကြီးမှာတောင်းလုံး60ရှုံးတွင် PSG အတင်းအ ਨੇ စုံ31လောက်နဲ့တော့နိုင်သွားမလို့ကျွန်တော်ထင်တယ်ဘောနော်ဒီပွဲစင်မှာဘောပေါင်းအပေါ်ခြိုက်ပါတယ် ွဲကတော့ဒါအက်တလီတီကိုမက်ဒရစ်နဲ့ဘူတာဖိုကိုရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်80ကိုအသင်းကတော့တလုံး59နဲ့ဂိုးပေါင်းကြီး3လုံး69ဆိုမှပေးထားတာတွေ့ရတယ်ဒါအက်တလီတီကိုမက်ဒရစ်ဆိုတာလည်းဒါဒေဥဖောက်ဗောနော်ဒါပွဲစဉ်တစ်တုံးက PSG အသင်းကို4ကြီးဆိုတဲ့ရလနဲ့ရှုံးထားတာတွေ့ရတယ်ဗောနော်အဲ့ဒီပွဲစဉ်မှာဆိုရင်ကစားသမားအနီကပ်ပါထမ်းမိထားတာလည်းတွေ့ရတယ်ဗောနော် ဘူတာဖိုကိုအတင်းကိုချိလိုက်မယ်ဆိုရင်ဘူတာဖိုကိုအတင်းကတော့နှစ်ပွဲလုံးနိုင်ထားတဲ့ Seattle 21 PSG 1ဒီဆိုပါမှာနော်တတိထားရမယ်တိုက်စစ်ကောင်းတယ် position gain ဆော့နိုင်တယ်ဘော control ကောင်းတယ်ဘာနော်ကျွန်တော်အရာရာတတိထားရမယ် Atletico Madrid ကလည်းခံစစ်ဆော့ရဆိုပေမဲ့လည်းဒါ plain style တော့မတူချောက်ပါဘောနော်တတင်းနဲ့တတင်း Brazil အတင်းတွေကပို့ပြီးမှဆွာနေတာတွေ့ရတယ်ဘောနော်ကိုကတော့ဒီနှစ်တင်းလုံးကလည်း head to head တွေရတယ်လည်းမရှိဘူးဘောနော် once to us ကိုကြီးလိုက်မှာဆိုလို့ရှိရင်ဒီကိုအနိုင်ကို83ပြတရေကို၄ဇာနီပါလောက်ပြထားတယ်ဘူတာကိုကိုအနိုင်ကို9ဇာပြထားတယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်က3လုံး90နိုင်ဆိုရင်5ပေါင်းဗောနော်အပေါ်ခြိုက်ပါတယ်ဒီ5ပေါင်းထိုးမှာဆိုရင်5ပေါင်းအပေါ်ကိုထိုးကြည့်ဗောနော်3လုံး90နိုင်ဆိုပြထားတဲ့ကြည့်အောင်ဆိုးပါဦး body မှာတော့ကျွန်တော်လက်ရှိခြေစွာနေတဲ့ body ဘုဒ္ဓဖို့ကို body ကြိုက်ပါတယ်။ပွဲစဉ်တစ်ပွဲကိုတောင်းတခံမှန်ရမှာဆိုလို့ရှိရင်တော့ဒါ group A က Inter Miami နဲ့ Palmeiras ရဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်မှာ Palmeiras အပင်က level 60ရှုံးတဲ့ဂိုးပေါင်းကြီးရနှလုံး30နိုင်ဆိုမှပြထားတာတွေ့ရတယ်။ Inter Miami ရဲ့ soccer ရဲ့နှစ်ပွဲကိုကြည့်မှဆိုရင် LL ZZ Porto 2-1 Palmeiras အပင်ရဲ့နှစ်ပွဲကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့ Porto ZZ ဒါ LL 2Z ဆိုမှနိုင်ထားတာ တွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းလုံးကတော့ဒါကိုအောက်ရလက္ခဏာရှိနေတာတွေ့ရတယ်ပေါ့နော်ပယ်လမီရက်စ်ကပို့ဆိုပါတယ်ဘရာဇီးအသင်းပေါ့နော်ဒါရှုံးဘွဲတွေလည်းမရှိဘူးဘရာဇီးအသင်းနိုင်လည်းခြေစွာနေတဲ့အကုန်တိပါတယ်တခန်စစ်တိုက်စစ်အကုန်မြအောင်တို့ဆော့နိုင်တယ်ပေါ့နော်ဒီနှစ်တင်းရတယ်ကျွန်တော်ဒီချိန်တခါမှလည်းဒါချစ်ချီပွဲတွေရောဟက်တူဟက်တွေလည်းမကန်ဘူးပေါ့နော်ရှိလည်းမရှိဘူး ဇာမှာကြီးလိုက်မှာဆိုရင်နှစ်သင်းလုံးကလည်း၄မှတ်စီရထားတယ်ပေါ့နော်ပယ်လမီယက်စ်အသင်းကတော့ပေးကူမရှိဘူးအသင်းတက်မှာရှိတယ်ပေါ့နော်မိုင်အမီရဲ့အသင်းနဲ့မှာရှိရတော့မှာပေါ်တူတမတ်ရှိတယ်ပေါ့နော် LL ရဲ့အသင်း၄မှာတမတ်အဲ့လိုရှိတာတွေ့ရတယ်ပေါ့နော် West to Osco ကြီးလိုက်မှာဆိုရင်ဒါ Inter Miami အနိုင်ကို6ဆနီးပါးလောက်ပေးထားတယ်တရီကို3ဆနဲ့ပယ်လမီယက်စ်အနိုင်ကို2ဆကျော်ကျော်ထိအောင်ပေးထားတယ်ပေါ့နော် ဒါကကျွန်တော်တော်တော်လေးကြိုက်တယ်ဗျဒီနှစတော်တော်လောက်ပြထားတယ်ဗောနော်ဒီပွဲမှာဗောနော်ကျွန်တော်နှလုံး30နိုင်နှလုံး30နိုင်ဆိုရင်တော့ကျွန်တော်ဒီပွဲစင်မှာ over 1.5ဗောနော်ဒါကျွန်တော်ပြောမှာဆိုလို့ရှိရင်နှလုံးထိတော့ရောက်မှာလို့ကျွန်တော်တုံ့သမိတယ်ဗောနော် palmiras အတင်းနဲ့ဂူပေါင်းအပေါ်လို့ပဲပြောရမှာဗောနော်နှလုံးနှလုံးဆိုရင်ကျွန်တော်30နိုင်မှာဗောနော် palmiras အတင်းနဲ့ဂူပေါင်းအပေါ်ကြိုက်ပါတယ်ပွဲကတော့ group A ကပဲ Porto နဲ့ LL တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ေါ်တိုအတင်းအတလုံး80နဲ့ဂူကောင်ကြီး350လောက်မှာပေးထားတာတွေ့ရတယ်။ဒီနှစ်သိန်းလုံးကတော့ရှုံးမဲ့ကိုစီတွေကြုံထားတယ်ပေါ့နော်။ပေါ်တိုအတင်းဆိုလို့ရှိရင်အင်တာမိုင်ယာမီကိုရှုံးတယ် LL ကတော့ပါရမီယာစ်ကိုရှုံးထားတာတွေ့ရတယ်။ပေါ်တိုအတင်းရရှုံးထားတဲ့အင်တာမိုင်ယာမီကိုရှုံးထားပါတယ်ပြီးလို့ရှိရင်တရရတော့ပါရမီယာစ်ကိုတရရဆော့ထားတယ်ပေါ်တိုရဲ့တိုက်စစ်ကတော့မဆိုးပါဘူးဒီနောက် LLE ကိုကြည့်မှဆိုရင် LLE လည်းကလည်း Inter Miami ဈေးကြီးနဲ့ Palmeiras ကိုတူးစီးနဲ့ရှုံထားတာတွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာတော့ဒီအသင်းကကိုကိုကိုတွင်းလိုက်တာ56မိနစ်မှာပေါ့နော်ဒါဘောလုံး position ကတော့တာပါတယ်ဒီ Brazil ကလည်းထက်တိုင်းပဲတက္ကစားသမားအတွေ့အကြုံပိုင်းနဲ့အတဆော့တဲ့အပိုင်းမှာတော့ Brazil ကတည်းကပိုကောင်းတယ်ပေါ့နော် LLE ဆိုတာလည်းညံ့တဲ့အသင်းတစ်နေတော့မဟုတ်ပါဘူးဗျာ တကယ်ဘောနော်ဒါအဖေးချုံရမ်းရင်းနေအတင်းဖြစ်တယ်ဒါပေမဲ့ကစားသမား quality ပိုင်းနဲ့ကွာမလို့ကျွန်တော်ကခံစားရတယ်ဗောနော်ဒီနေ့တိုင်းလုံးကလည်းကျွန်တော်တဟက်တူဖက်တွေပါလည်းမရှိဘူးဗောနော်ပေါ်တိုနဲ့ဒါ LED ဆိုတာနဲ့ wise to os ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပေါ်တိုအနိုင်ကိုပြရှစ်တဲ့တရေကို၄ဆလောက်ပြီးထားတယ်ဗောနော်ပြီးလို့ရှိရင်ဒါ LED အနိုင်ကို၅ဆနီးပါးလောက်ပြီးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်တော့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဂိုးပေါင်းအောက်ဗောနော် ကိုပေါင်းအောက်ကိုခြိုက်တယ်ဒါပေါ်တူအတင်းရဲ့ body ကိုခြိုက်ပါတယ်ပေါ်တူအတင်းနဲ့ကိုပေါင်းအောက်ကိုခြိုက်ပါတယ်ဗျာကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲစဉ်နေညီကိုတို့အားလုံးအဆင်ပြေကြပါစေဗျာ